စိတ်မပါတော့ဒီဆိုင်ကိုဖွင့်ဖို့ကစိတ်မပါအောင်ဒါဒီဆိုင်ကိုနားလိုက်ချင်ပြီးပိတ်လိုက်မှာပေါ့အဖေကငငယ်တဲ့ဆိုလုံးကြွေခဲ့တာကြာပြီလေအဲ့ဒါဆိုတော့ तू ကပွဲတော်ရက်တွေဆိုရင်မိုးလင်းမသူကပဲနေတယ်ဒီအလုပ်တွေလုပ်ခဲ့တာအဲ့ဒါဆိုအဖေရဲ့တာဝန်ကလည်းကျင့်နေပြီပေါ့ဒါငါတို့အတလဲပဲအမင်္ဂလာပါဒီနေ့ကတော့မတ်တက်နဲ့ပေါ့နော် မတက်နယ်ကိုဆရာတို့ဘာအကြောင်းဆွေးနွေးသွားမလဲဆရာတို့ကတစ်ချက်လိုက်ကြည့်ကြရအောင်အဲဆိုမတက်ရေးတစ်ချက်မိတ်ဆက်ပါအောင်အဘကတော့ဗောနောတထုံတရားလမ်းမှာတီရီဆွေစဉ်ဆွေဆိုင်ကိုဥဆောင်နေတဲ့သူဖြစ်ပါတယ်နောက်တစ်ခုကအမကကြတော့ဆွေတင်နေပေးတဲ့ဆရာမလည်းဖြစ်ပါတယ်ဟွန်းโอเคမတက်ကဒီရွှေနဲ့ပတ်သက်တာတွေဗောနောဒီအယောင်ဝင်နဲ့ပတ်သက်တာတွေဖြစ်ပါအကုန်လုံးနဲ့ဒီလောက်တက်ဘယ်လောက်ရှိခဲ့ပြီးပြီလဲအမရဲ့ဒီရွှေလုံငန်းနဲ့ပတ်သက်တာပေါ့နော်ဒါလောက်တက်ကအခုဆို22နှစ်ကျော်ပြီ22နှစ်ဒီရွှေလုံငန်းကိုစလုပ်ဖြစ်တဲ့အကြောင်းလေးနည်းနည်းပါးလောက်ရှင်းအောင်နည်းနည်းပြောပြပေးလို့ရနိုင် ရပါလားဆရာအမားတို့အဖေကစားဖြက်ခဲ့တာကအမားတို့အဖေကဗဒိန်ဆရာဗဒိန်ဆရာဆိုတော့အဖေကဗဒိန်ဘက်ကနေပြီးတော့ဆွေဆိုင်ဘက်ကိုကူးကြည့်ချင်တာပေါ့လေလောက်မှာပေါ့အဲ့ဒီကနေစားဖြက်ခဲ့တာအဲ့ဒီမှာဆိုရင်အမားတို့ကဆိုင်စားထွက်တာပေါ့ဆိုင်စားထွက်တော့ဘာအတွေ့အကြုံမှမရှိဘူးဘာမှလည်းမသိနေတဲ့အတွက်အထယ်ရင်ဆိုဘဲဟာနေဘဲလို့ခစ်စားနေလဲဆိုတာမသိဘူးမသိတဲ့အတွက်အဖေကဒီအထယ်ရင်ခတ်မှဆိုရင်အထယ်တစ်မျိုးပေါ့တစ်မျိုးနဲ့ခတ်တယ်ဆို9မျိုး10မျိုးပုံစံ1ဆက်ပဲ အဲ့လိုလောက်ခတ်ထိုင်လိုက်တယ်ခတ်ထိုင်ပြီးအမအားလုံးစိုင်ဖွင့်တော့အရင်ကလည်းနဲတယ်20သားဝန်းကျင်တော့မပြည့်ဘူးမပြည့်တော့အဲ့ဒီမှာဆိုရင်ကိုယ်ဆိုင်မှာခင်းတော့ပုံစံတူတွေပဲပြားတယ်အဲသူများတော့ရွေးချယ်လို့မရဘူးပေါ့နော်ဒါကနောက်စိုင်ဖွင့်မဲ့သူတွေဒါသိအောင်ဒါကြိုးပြီးတော့ပြောပြထားပေးတယ်နောက်လောက်မဲ့သူတွေကကြတော့ပုံစံတစ်မျိုးပေါ့နှစ်ခုလောက်လောက်ရပြီ ပုံစံများများထွက်တာပေါ့ပုံစံမားတို့ကအဲ့လိုဖြစ်တော့ပုံတွေထက်နေတော့သူများရဲ့လက်ကျင့်ရွေးပွဲတိုက်မရှိဘူးအဲ့ဒါတစ်ခုနောက်တစ်ခုကကြာတော့မားတို့ဆိုင်ရွေးပြီးတော့ငှားဖွင့်တာပေါ့နော်အဲ့ဒီချိန်မှာဆိုင်ငှားတာနေရာမှားတာပေါ့နေရာမှားလို့ဆိုပွဲစားတမ်းမှာမားတို့ငှားမိတယ် ပွဲစားတမ်းမှာငှားတော့အဲ့ဒီပွဲစားတမ်းဆိုတော့ယောက်ျားလေးကြီးပဲအလုံးလောက်တဲ့နေရာဖြစ်တယ်။ကားပွဲစားတမ်းလို့ဆိုင်ကယ်လို့ဆိုတော့အဲ့ဒါဆိုတော့မိန်းကလေးတွေတိုက်မဖြတ်ရင်ထွေဝဲတာမိန်းကလေးပဲများတာဘူးဆရာ။အဲ့လိုမျိုးဖြစ်တော့အာဆိုင်ကအရောင်းဝင်တိုက်မဖြစ်ဘူး။နောက်ပြီးတော့လာတဲ့လူတွေကလည်းလူမျိုးမျိုးစိတ်အထွေထွေပေါ့။အကောင့်တွေ့ရတော့အဖေတို့ကရိုးရိုးအေးအေးနေတဲ့သူတွေပေါ့။အဲ့လိုမျိုးဆိုတော့ စိတ်မပါတော့ဘူးဒီဆိုင်ကိုဖွင့်မှုကစိတ်မပါအောင်ဒါဒီဆိုင်ကိုနားလိုက်ချင်ပြီပိတ်လိုက်မှာပေါ့ပိတ်မှာပြောတော့အမကစဉ်းစားတာပေါ့ဒီဆိုင်ကိုဖွင့်ခဲ့တာပိတ်ဖို့မဟုတ်ဘူးအမစိုက်တယ်မှာအဲ့လိုမျိုးပိတ်ဖို့ရင်ကချက်မရှိဘူးပေါ့နော်နောက်တစ်ခုစဉ်းစားမိတာကအမတို့ကအရင်က20သားဝန်းကျင်ပဲရှိတာပေါ့အဲ့အဲ့ချင်ရငွေနဲ့တွက်လိုက်ရင်တန်ဖိုးက90ကျော်သိန်း90ကျော်လောက်ပဲရှိမယ်ရွှေ20သားတန်ဖိုးသိန်း90ကျော်ဟုတ်တယ်ဟုတ်တယ်သူကနှစ်သိန်းကျော်ပဲရှိသေးတယ်အဲ့တည်းဟုတ်လွန်ခဲ့တဲ့20တနှစ်ကဟုတ်တယ်အဲ့လောက်ဆိုတော့နှစ်သိန်းကျော်လောက်ပဲရှိမယ်အဲ့လောက်ပဲရှိတော့ကိုရွှေနဲ့တွက်လိုက်ရင် ်က်အကျော်လောက်ပဲရှိမှာရှိတော့ဒီငွေကိုထိုင်စားလိုက်မှဆိုရင်အမတို့ကဒါ9နှစ်ဆက်နှစ်ပေါ့မိသားစုတစုတောင်စားမှဆိုရင်အဲအဲ့လောက်ကောင်းသွားမှာပေါ့ကောင်းသွားမှဆိုအမစိတ်ပူပဲစိတ်ပူတော့အဲဘလို့စဉ်းစားလိုက်ဆိုတော့မဖြစ်ဘူးပေါ့ငါတို့ဒီလိုမျိုးစစ်စစ်ရဲရဲတော့မနေနိုင်ဘူးလောက်ကိုတော့စူးစမ်းပြီးတော့ဖွင့်ရမယ်ဆိုတာအမစိတ်ထဲမှာရှိတယ်ပေါ့ရှိတော့အမကပြောတယ်ဖေပေါ့နော်ဒီဆိုင်ကိုသမီးရအောင်ဖွင့်မယ် ဖက်မယ်အဲ့လိုမျိုးပြောလိုက်တော့ဗောအဲ့ဒီဆိုင်နဲ့စပြီးတော့အမားကဒီဆိုင်စပြီးလက်လွယ်ပြီးတော့အမားစပြီးတော့လောက်တာဗောစောင့်လာခဲ့ဟုတ်ကဲ့စောင့်လာတယ်နောက်တစ်ခုစဉ်းစားတာဗောအဖေကငငယ်တည်းဆိုလုံကြွေခဲ့တာကြာပြီလေအဲ့ဒါဆိုတော့ तू ကပွဲတော်ရက်တည်ဆိုရင်မိုးလင်းပေါက် သူတပည့်အနေနဲ့ဒီအလောက်တွေလောက်ခဲ့တာအဲဆိုအဖေရဲ့တောင်းဝန်ကလည်းကျင့်နေပြီပေါ့ဒါငါတို့အလှဲ့ပဲအိနေရမှာဝင်ပြီးတော့ဆလောက်တာပေါ့ဟုတ်တယ်နော်ပဋိစီယာတော်တော်များများကအလုပ်လုပ်လို့ရှိရင်လည်းမွေးလင်းပေါက်ထိပဲဒီအွန်လိုင်းလုပ်နေရင်လည်းဖတ်တက်ကနေပြီးတော့ဘလို့စိတ်ကူးပေါက်လို့ဒီအွန်လိုင်းပဲကိုရောက်ရှိလာခဲ့လေပေါ့အဲဒါကကြတော့အမားတို့ကိုဗစ်တွေဖြစ်တယ်ကိုဗစ်တွေဖြစ်တော့အလုပ်တွေအလပေါင်းများစွာနားရတာဒါလုပ်ငန်းတိုင်းပဲအကောင်နားရတော့အမားအဲ့ဒီချိန်မှာအားအားနဲ့အားတော့ဒီအွန်လိုင်းကိုစပြီးအမားတောင်းပြတယ် အဲ့ချိန်မှာစာအုပ်ပဲဖတ်တယ်အပြင်မှာဆိုရင်ဖုန်းလိုင်းမသုံးကိုဗစ်ဖြစ်တော့အမဖုန်းလိုင်းစသုံးလာသုံးတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့အဲ့မှာဆရာညံလင်းအောင်ဆိုတာဆရာကိုတွေ့တယ်ဆရာကပုံပြင်လေးတွေပြောပြတယ်ပြောပြတော့အဲ့ပုံပြင်လေးတွေကမူတည်ရတာပေါ့အမတို့ကအဲ့ချိန်မှာလူတိုင်းစိုက်တဲ့ကြတဲ့အချိန်အလုပ်တွေအကုန်ရထားရတာအတွက်အဲ့ဒီချိန်မှာအမကတိဆရာရဲ့တင်တာအမတက်ဖြစ်တယ်ဆရာကအဲ့ဒီချိန်မှာကြိုက်တဲ့လောက်ပဲအစီအစဉ်နဲ့တက်ပေါ့နော်အဲ့ဒါဆိုအမက2000နဲ့တင်တန်းချင်းတွင်းပြီးတော့အမတက်တယ်တက်တော့အဲ့ဒီချိန်မှာအမတင်တန်းတက်ရင်ဘာကိုစဉ်းစားမိလဲဆိုတော့ ဆရာတို့တော့လုံလို့ရရင်အမားတို့လည်းလုံလို့ရမှာပဲဒီ online ကိုပေါ့နော်အဲ့ဒီစိတ်ကူတစ်ခုဝင်ဝင်ပြီးတော့အမားကတက်လာသမျှပညာပေးတဲ့ဟာအကောင်လုံးအမားနားထောင်တယ်နားထောင်ရင်လည်းနှစ်နည်းနည်းကြာတော့တစ်ချက်ရဲ့ဗီဒီယိုလေးတွေတက်လာတက်လာတော့အမားအစ်ဒီမှာစတွေ့တာ2022ကောင်ကန်ကြီးမှာတွေ့တာတစ်ချက်ကိုနားထောင်တော့တစ်ချက်ဗီဒီယိုတွေကြိုက်တယ် ပညာဘေးတွေကြိုက်တယ်ပေါ့နော်ကြိုက်တော့အမကဘလို့တော့နားထောင်လဲဆိုရင်အလုံးလုံးနေရင်လည်းတပြက်စီလဲလဲတစ်ချဲဟာကိုဖွင့်ထားတယ်နောက်ပြီးလို့ရှိရင်ရေချိုးရင်လည်းရေချိုးကန်းတိုင်းယူပါတယ်ဒီဘောတနက်ခါလဲရင်လည်းတစ်ချဲဟာနားထောင်တယ်နားထောင်တော့အိမ်အလူတာပြောတယ် gate gate နေပြီအဲ့လိုအဲ့လိုအမအဲ့လောက်ထိပြောတယ်ပြောအမသဘောကျတယ်လေအဲ့ဒါဒါဆိုရင်ငါ online လောက်ချင်တယ်လောက်ချင်တယ်ဆိုရင်ဒီလိုမျိုး eo eo လုံးနေလို့မရဘူးအမကတစ်ချက်ကိတိကိုသဘောကျတဲ့အတွက် online class နဲ့အမအရင်ဆုံးတက်တက်ပြီးတော့နောက်တကယ်အလုံးလုံးမယ်ဆိုတော့ကိုက ဒီလောက်လည်းမရအောင်မရတော့မန်ထာယူလိုက်တယ်အချိန်မှာအော်မန်ထာယူပြီးတော့အဲ့ဒါ2023မှာစပြီးမန်ထာယူတာပေါ့ပြီးတော့မန်ထာယူပြီးတော့ဒီလုပ်ငန်းမှာစပြီးတော့လုပ်ဖြစ်တယ်ဟုတ်လုပ်ဖြစ်ခဲ့တာ online ပေါ်မှာ check တရားတော့အမရဲ့လက်ဦးဆရာပေါ့နော်ဒါကျေးဇူးအများကြီးကြီးတဲ့ဆရာပေါ့ဟုတ်ခုနအမပြောရတယ် online မှာလည်းပဲအလောက်တက်တကူဆိုရရှိလာခဲ့ဒီ online မှာလည်းပဲအခုလက်ရှိလောက်လာခဲ့ပေါ့နော်ဒီ online နဲ့ online ရောဘယ်လိုမျိုးလှုပ်သွားတဲ့အခါမှာဟို၀ါချချက်ပါများရှိနိုင်တယ်လေပေါ့အဲ့လိုမျိုး ွာခြားချက်ကရှိတယ်ဆရာပြင်မာကကြတော့ဆိုင်ကန်းကနေရှိမဲ့ဝန်နန်းစဲတွေရှိတယ်နောက်ပြီးတော့ရင်းရတာပေါ့ဒီအရင်နဲ့ကွာရင်းထားဒီဆိုင်ကန်းကိုခင်းထားရတာပေါ့အဲ့ဒါတွေရှိတာပေါ့အများကြီးပေါ့အရင်ကအပြင်မှာဆိုပုံများတာပေါ့ အွန်လိုင်းမှာအလုံးလုံးတော့အွန်လိုင်းကလူကကြတော့ဒါရွှေဆိုရင်လည်းကော့မှာပေါ့အမျိုးမြင့်ကြီးနည်းနည်းရှိလဲရတယ်သူကဓာတ်ပုံလေးနေတင်လာတာပေါ့ကော့ဓာတ်ပုံလေးနေတင်ပြီးပြတယ်ဆိုသူများကြိုက်တယ်ဝယ်တယ်ဆိုရင်ကိုဒါရောင်းလို့ရတယ်အရင်အများကြီးမလို့အွန်လိုင်းကကြတော့အများကြီးအားသတာပေါ့နောက်ပြင်ကိုကအဲ့ဒီအွန်လိုင်းလုံးမဲ့သူတွေကကိုရဲ့အသိမိတ်ဆွေတွေမိတ်ဖွဲ့တာပေါ့မိတ်ဖွဲ့တာဆိုရင်သူအဲ့ဒီ site မှာရွှေပုံလေးဓာတ်ပုံလိုက်ရိုက်တာရိုက်ပြီးကော့တင်ပေါ့တင်တယ်ဆိုရင်အဲ့ဒီထဲကထွက်တာပေါ့ မြားလက်ဝဲတယ်ဆိုရင်ကိုကအဲ့ဒီ site မှာယူလိုက်ရုံပဲအဲ့အထက်ယူပြီးတော့ကိုကရင်းနှားစရာမလိုဘူးအမြတ်ကုန်စားလိုက်ရုံပဲတင်ရင်းဆိုရင်9000ရမယ်ပို့တွက်ကဘာမှရင်းနှားစရာမလိုဘူး online က အားသကြအများကြီးရှိတယ်။ဒီလေအဲ့ပုံစံမျိုးဟုတ်ကဲ့ဟုတ်အဲ့ဒီမျိုးမှာတက်ကဒီ online မှာလောက်တဲ့အတွေ့အကြုံလည်းရှိတယ် online ပုံမှန်လည်းအဲ့လိုတွေ့ကြုံလည်းရှိတယ်။ဟုတ်ကဲ့အာပြောမယ်ဆိုရင်တော့ဒီ online ကလောက်သွန်းနေရင်ပါပေါ့နော်ကိုဘာအခက်အခဲတွေကြုံတွေ့ရခဲ့ဘူးလဲပေါ့အချိန်မှဆုံးအခက်အခဲမျိုးပြောရမယ်ဆိုရင်ပေါ့ online မှာကဆရာပထမအခက်ခဲကတော့စကားပြောရပိုင်းမတက်ဘူးเนาะဗီဒီယိုရိုက်မတက်ဘူးအနေထားတွေမမှန်ဘူးစရိုက်တော့စမ်းနေရတယ်ပေါ့เนาะဘယ်အလုပ်ပဲဖြစ်ဖြစ်အစပိုင်းမှာလူကမကြွအောင်မကြွအောင်တော့အမားတို့ကဗီဒီယိုရိုက်တယ်ရိုက်ပြီးတင်အမားကြောက်တယ် ကိုတိုင်ပေါ့နားမထောင်ရင်မလို့ဖြစ်နေတယ်မသိဘူးရုပ်ဆိုလည်းမကြည့်ဘူးမကြည့်ဘူးဗီဒီယိုတဘောတင်ပြီးအမအဲ့ဒီဖုန်းကိုတတ်သိမ်းတာမကြည့်ဘူးလားနဲ့ချီတယ်ဘယ်ဘယ်နှလားဖြစ်လဲမသိဘူးကြည့်ရတာကိုကအဲ့နောက်ပြီးတော့အပြင်လေထွက်တော့သူများတွေကလက်ပြောတာဆရာမကဘာကြာစတော့တဖြည်းချင်းပြောလာတော့အဲ့ဒါဆိုကိုဟာလေးကိုဗီဒီယိုလေးအတားလေးပြန်ကြည့်အဲ့လိုမျိုးပေါ့တဖြည်းချင်းပြောင်းလာတော့အဲ့တော့ကမကြည့်ရတဲ့ခံစားချက်ဘယ်လိုဖြစ်နေလဲအဲ့တော့ ကိုကိုကို အားမရဘူးပေါ့နော်အစ်မပြေနေဘူးထင်လို့ကြာအဲ့လိုမျိုးဟာကိုကိုအားမရဘူးအစ်မပြေနေဘူးအားမလို့အားမရဖြစ်တဲ့အတွက်ကြောင့်ကိုရိုက်ထားတဲ့ဗီဒီယိုကိုတင်ထားတဲ့ဗီဒီယိုကတော့မှအများကြီးပါလားကြောက်အဲ့လိုကြောက်တယ်ပြန်ကြည့်ဖို့ကမကြည့်ရဘူးဖြစ်နေပါတော့ကြည့်ရလာတဲ့ကန္တာရောဘလို့ကြောက်ကြည့်ရလာနေလဲပေါ့ ကြည့်ရလားလဲဆိုတော့သူများတွေကလမ်းမှာမသွားအလှလူမြိုင်သွားရင်လည်းအမကတွေးလို့ရှိရင်ပြောပြောလားပြင်းပြင်းချင်းပြောလားအပေးနေတယ်နော်လေးတက်စီတွေတက်ပါရင်လည်းတချာတက်တချာတက်ဆိုစကြတယ်အဲ့လိုပြင်းပြင်းချင်းအဲ့လိုအများတိလာတော့ကိုကပြင်းပြင်းချင်းကိုကိုကိုမုတ်တိရတာပေါ့နော်အာနန္ဒရှိလာတော့အဲ့ပြန်ကြည့်ဖြစ်တယ်အဲ့လိုဟုတ်ကဲ့သူများတွေအဲ့လိုမျိုးကိုကိုဘဲသွားသွားအာတချာတက်တချာတက်ပြောလာတဲ့ခါကျတော့အောင်ငါရဲ့ဗီဒီယိုကနေပြီးတော့မှလူတွေအမြင်များပါလားကျွန်မပြောထားတဲ့အကျိုးရှိတယ်အကျိုးရှိတယ်ပါလားဆိုပြီးတော့မှကိုယ့်ဗီဒီယိုပြန်ကြည့်ရလားပြန်ကြည့်ရလားဟာဒါဆိုရင်တော့ကိုယ့်ဗီဒီယိုမှမကြည့်ရရဲ့နေစားလာတာပေါ့ ကြည့်ရင်ဟုတ်ကဲ့ဟုတ်ကဲ့မကြည့်ရင်အဲ now ပြောမစရင်ဒီအခက်ခဲရောကိုယ့်အဘွားအတွက်ဘလို့များပြောင်းလဲလာခဲ့လဲပြီးလို့ရှိရင်ဒီအခက်ခဲတွေကြော်လွှားနိုင်ဖို့အတွက်ကိုဘာတွေများလုပ်ခဲ့လဲအဲ့ဒီ online မှာအမအောင်မြင်ချင်းတယ်တကယ်လုံးမဲ့စိတ်ထားတာအတွက်အပျော်လာတာမဟုတ်အဲ့ဒါဆိုတော့အမကဒါကိုတေချာလုံးမဖြစ်တော့မှဆိုတာသိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ video ကို ပြောတာကအစအကောင်တော့အမမကောင်းနေဘူးကွာကိုကိုကိုယုံကြည်မှုမရှိဘူးဆိုရင်လည်းအမဗီဒီယိုစကားပြောမဲ့ဟာဆိုအမချိုက်နေတာလေရေးပြီးတော့အလေးကျင့်နေတယ်အပြစ်မှာအပြစ်မှာပြောတာပေါ့၄၅၀ကပြောပြောပြီးမှအမဗီဒီယိုရိုက်တယ် အဲ့လိုမျိုးပေါ့နော်။နောက်မျက်လုံးနေပါဝါမရှိဘူး။ပါဝါမရှိရင်လည်းအမကအဲ့ချိန်မှာဗီဒီယိုမရရဘူး။အဆရာမလေးဒီချိန်လို့ပြောတာတော့နားထောင်ပြီးတော့အဲ့ဒါလေးပေါ့။အဲ့ဒီပါဝါမရှိရင်သူများကိုဗီဒီယိုမကြည့်ချင်ဘူး။ကိုကအဲ့ဒီတက်ကြွနေမှာကိုဗီဒီယိုကသူများကဆွဲဆောင်နိုင်မှာ။ဒီချိန်လို့ပြောပြတာ။အဲ့ဒါဆိုရင်အဲ့ဒီအချက်တွေမှာအကောင်လုံး live ဖြည့်တယ်။ဖြည့်ဖြည့်ချင်းဖြည့်ရင်ဖြည့်ရင်လည်းပေါ့။အဲ့ဒါလေးနည်းနည်းပြည့်လာတဲ့အတွက်အမဗီဒီယိုကလူကြည့်များလာတာ။လူကြည့်များ။အဲလူကြည့်များနောက်ပြီးတော့တခုအမပညာပေးရစတာ။ပညာပေးမှဆိုရင်လည်းသူများတွေဘလို့နားလဲအလွယ်မယ်။အလွယ်ဆုံးနဲ့ အဲ့လိုမျိုးအချက်တွေအမနိုင်စင်တာဗီဒီယိုတစ်ပုံရရင်အတိအဟာတော့အမပေချာလောက်တယ်ဘာဖြစ်လို့ဆိုတော့သူများတဲ့အတွက်စေတနာထဲအဲ့ဒါဆိုရင်ဗီဒီယိုတစ်ပုံရရင်အတွက်နေဆိုရင်ဘယ်လိုနားလဲမလဲအဲ့လိုမျိုးကိုရီးယားကနားလဲတယ်ပေါ့သူများတွေဘယ်လိုနားလဲမလဲဆိုရင်အတိအဟာတွေပေချာစဉ်းစားပြီးမှအမကွန်တက်တွေထောက်စကားတွေပြောမဲ့ဟာတွေလည်းရေးထောက်ရေးထောက်ပြီးပြောကြည့်ပြောကြည့်ပြီးမှအဲ့ဗီဒီယိုတွေရိုက်တယ် ရရင်ရရင်တဖြည်းဖြည်းချင်းအကောင်းလာတာပေါ့ကောင်းလာတာဟုတ်ကဲ့ကိုကိုလည်း confident ပိုရှိလာအဲ့လိုမျိုးပေါ့အဲ့အမပြောရတဲ့စကားတွေမှာဆရာကြိုက်တဲ့အချက်လေးတွေရှိတယ်ပေါ့ဒီ online ကိုအပြောလာတာမဟုတ်ဘူးကိုကအောင်မြင်ဖို့စွန့်ပြတ်ချက်ချတယ်ပြီးလို့ရှိရင်အဆုံးတစ်ကိုလောက်မယ်လို့သူတွေးထားပြီးသားဒီတော့အဲ့ဒီစွန့်ပြတ်ချက်ချနိုင်ဖို့အတွက်ကဘလို့အချက်ကြောင်းအမကဒီ online ကိုအောင်မြင်မခြင်းအောင်မြအောင်လုပ်မယ်ဆိုတော့စိတ်ဓာတ်မျိုးကိုရရှိလာနိုင်ခဲ့လေပေါ့အမ online စာလောက်တယ် online စာလောက်တော့အဲအဲရလူရရည်ရပေါ့ဟိုရည်ရဘယ်သူမှမသိတာကိုယ့်ရလူရဖုန်းမှမတော ဆိုတော့အာဘယ်လိုပြောမဖြစ်နိုင်ဘူးအဲ့လိုပဲထင်တယ်မဖြစ်နိုင်ဘူးထင်တယ်ဆိုတော့အဲ့အမကအဲ့ဒါကိုရအောင်လုပ်တယ်ဖြစ်နိုင်တယ်သူများတွေအရှိမလမ်းပြတာဘွာကြီးဒါလုံးလို့ရတယ်ဆိုတော့အမယုံတယ်ယုံတော့အမကဒါကိုသင်ချလုပ်တယ်သင်ချလုပ်တော့တဖြည်းဖြည်းချင်းအဲ့ဒီ online မှာအဲ့ဒီဗီဒီယိုလေးတွေတင်ရင်လည်းသင်တန်းတွေလက်အပ်ပြင်ညာစားလို့မလို့တိုးတိုးတိုးလက်အပ်တယ်လက်အပ်တဲ့စီမှာအမကအဲ့မှာအလုပ်လေးတွေတဖြည်းဖြည်းချင်းသင်တန်းပေးတာပေါ့သင်တန်းပေးတဲ့စီမှာအရင်လူတွေကအံ့ဩလာ အဲတကယ်ပဲလားသူကသူကတကယ်တကယ်ဖြစ်လာတယ်မလားအဲ့လိုအဲ့လိုအဲ့လိုယုံလာတော့ဒီပေချင်းကုန်းတော့လိုက်ပေးတာပေါ့လိုက်တော့မတ်တဲ့ကိုကိုကိုဖြစ်တဲ့ဟိုခန်းစားချက်လေးဘလို့ရှိလဲအဲ့ချိန်မှာပျော်လာတာပေါ့နော်ဆရာဒီ online ကငါ့ကိုလည်းမသိပဲနဲ့မသိဘူးလေကိုအပြင်မှာလည်းပြစ်မှုတာမဟုတ်ဘူးမသိပဲနဲ့မိတ်ဆွေတွေလည်းရတာပေါ့နော်မိတ်ဆွေတွေရတယ်နောက်ပြီးတော့တင်နန်းသူတွေလည်းလက်အပ်တယ်လက်အပ်လာဆိုတော့အမလည်းအံ့ဩတယ်ဒါပေမဲ့တကယ်ဝင်ငွေရတာဆိုတာတကယ်ယုံတယ် တကယ်ယုံတော့ထပ်စူးစမ်းထပ်ရမှာဆိုတော့ယုံယုံတော့ပို့ပြီးတော့အဲ့ဒါစူးစမ်းဖြစ်တယ်စူးစမ်းဖြစ်တယ်ခုနပြောရတယ်လေအရင်ကမိသားစုထဲမှာဆိုရင်ကို့ရီးရဲလောင်းနေပေါ့ကို့ဆိုင်တော့မတ်တက်လောက်နိုင်သွားတော့တို့မြင်သွားတော့တို့လည်းအော်တာပေါ့အဲ့တို့အော်တဲ့အချိန်မှာရော မတ်တက်အနေနဲ့ဘယ်လိုခံစားရလဲလောက်ပြနိုင်ပါဘူးပေါ့ကိုကဝမ်းသာပါပေါ့ဗျာပထမဆုံးကိုကကိုကကြိုက်ပြီးတော့ပင်ပန်းပြီးတော့ဒီမှာလဲဗီဒီယိုရရတာဟိုအခက်ခဲနေရှိတယ်အိမ်ကလည်း supportive တိုင်းမရှိတော့ကို့မှာဆိုရင်အဲ့လိုမျိုးအခက်ခဲနေမျိုးပေါ့ကြော်ဖြားရတယ်ဗျာအဲ့ဒါ โอเคအဲ့ဒီတော့ကိုကိုကိုဝန်တာဗီဒီတွေဖြည့်ပြီးတော့ကြိတ်ပြီးတော့မကြည့်ဘူးနေတော့ပေါ့ဟုတ်တယ်ဟုတ်တယ်ဒီလုပ်ငန်းအပေါ်မှာပေါ့เนาะဒီ online ပေါ်မှာလောက်ခဲ့တဲ့အနှစ်သက်ဆုံးအမှတ်တရလေးအတစ်ခုဆိုရင်တော့ဘာဖြစ်မလဲ covid-19 ပဲပေါ့ covid-19 ဖြစ်တော့အဲ့ဒါအမက online မှာစပြီးဖောက်တာပေါ့ online မှာစပြီးလေးလာဖြစ်တော့အဲ့ဒါ online မှာစလောက်တယ်စလောက်တော့အဲ့ဒီချိန်မှာအမက trainer တယောက်ဖြစ်လာတာပေါ့ trainer တယောက်ဖြစ်တယ်ဆိုတော့အမကဒါမှတ်တိုင်တစ်ခုပေါ့အမရဲ့ဘဝမှာဒါ online မှာစပြီးဖောက်နိုင် အာနောက်ပြီးတော့လူများလေးကိုလည်းအများကြီးကုညီနိုင်ပါလားအဲကုညီနိုင်လဲဆိုတာကဘာဖြစ်လဲဆိုတော့အပြင်မှာတင်တန်းတော့တတ်ချင်တယ်ဒါပေမဲ့ဘာမှတတ်ရမှမသိဘူးဒါအမားတို့ line ပေါ်တက်လာတော့တို့ကအပ်လို့ရပါတယ်နောက်ပြီးတော့ဒီလွယ်လွယ်ကူကူပဲရွှေပညာလေးတွေကိုတို့သင်လို့ရပါလားပေါ့ရသွားပြီးတပည့်တွေကအခုဆိုရင် sign တွေတော်တော်များများဖွင့်တယ်တော်တော်များများဖွင့်တော့တို့ဝင်ငွေတွေအများကြီးဝင်နေအဲ့ဒီဟာကိုအမားပညာပေးရင်လည်းကုညီခွင့်အများကြီးရတယ်အဲ့ဒီ online မှာလောက်တာ သူများတွေတွက်လည်းအကျိုးရှိတယ်ကိုတွက်လည်းအကျိုးရှိတယ်တခုကကြတော့ဆရာစာအုပ်ပေါ့ဆွေစာအုပ်ကိုဆရာကပြောတယ်အမစာအုပ်ထုတ်လို့ရပြီအမအရင်ချင်းတဲ့ဆိုရင်အဲ့လိုပြောတော့ဒါအမကစာအုပ်စူးစမ်းပြီးတော့ညပိုင်းအဲ့နေပြီညသုံးနိုင်ကျော်လဲအမစဉ်းစားပြီးထားပြီးကြီးတယ်အဲ့ဒီဟာသူများဘလို့နားလဲမလဲနားလဲလို့ရအောင်ရေးရမှာအောင်အဲ့ဒါအမကအဲ့ဒီစာအုပ်ကိုသိချပါတော့ဆိုင်မှာဆိုလဲအမဒီ A4 စာရအထောက်ဆိုတာအထောက်ကြီးတယ်နှစ်ထောက်လောက်ကုန်တယ်အဲ့ဒါဆိုရင် အဲ့ဒါအမရေမကြိုက်ဘူးမကြိုက်ဘူးဆိုဖဲဖဲဖဲအဲ့လိုမျိုးပေါ့အဲ့ဆိုတငယ်ချင်းကပြောတယ်နေမယူဘူးဘယ်သူယူတော့မယ်ဆိုတော့ဆိုင်မှာဆိုသူစတာအဲ့ဒါအမဟာပေးမဲဟာဆိုအမသိချာပြများရအောင်အမသိချာထောက်ခဲ့တယ်ဒီစာအောင်ဒီစာအောင်တအောင်ရှိရင်တို့တို့ကရောင်းလို့ရမယ်ရွှေနေဝယ်လို့ရမယ်နောက်အပေါင်ခံလို့ရမယ်အဲ့ဒါအဲ့ဒါလေးပြလာအောင်အဲ့ဒါလေးအကောင်လုံးအကျိုးအကျိုးရှိသွားတာပေါ့နော်ဒါဒီစာအုပ်တအုပ်ရှိတာ ਨੇ ပေါ့နော်ဒါသူတို့အတွက်ဒါ အမြဲတမ်းဒါအကျိုးရှိပါမယ်ပေါ်ပေါ်ကတော့ဒါတော့မှတ်တိုင်ပဲမှတ်ယူခြင်းနဲ့ဆိုရင်မှတ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့တစ်ချက်သက် go trainer page မှာလည်းမှတ်လို့ရတယ်နောက်ပြီးတော့တစ်ချက်သက် TV ဒီ TikTok မှာလည်းမှတ်လို့ရတော့ပေါ့နော်အသက်ကခုနပြောရတဲ့မှတ်တိုင်လေးတွေပေါ့ဒါကကိုအနှစ်သက်ဆုံးအမှတ်တရလေးတွေပေါ့ ုတ်လားဟုတ်โอเคဟုတ်ပြီဒီခုမှရွှေအယောင်အဝယ်နဲ့ပတ်သက်တာတွေကိုစပြီးလောက်ကင်မယ်ဆိုရင်တို့ကနေပြီးတော့ဘယ်ကနေစသိတယ်လို့အမှတ်တန်းအကြံပြုစေချင်တယ်ရွှေလုပ်ငန်းကိုအခုမှစချင်တယ်လို့အခုမှစမဲ့သူတွေကရှိတာနဲ့စရစသင့်တယ်လို့ဒါအမှအကြံပေးချင်တယ်ဘာဖြစ်လို့တော့တချို့ကလက်လက်မေးတယ်မေးတယ်ဆိုတော့တို့မှအရင်နေတာပေါ့နော်အရင်နေနေတယ်နောက်ပြီးဘာမှတရားအဆက်အသွယ်မရှိဘူးစိုင်ကြီးတွေကြားမှာဝင်တုံးလို့ရပါမလားအဲ့လိုမျိုးတို့ကစိုးရိမ်မှုတွေနေရှိတယ် ရှိတဲ့စီမှာအမအဲ့ဒါပြောချင်တာကကြတော့ဒါရှိတာနဲ့စပါလုပ်ငန်းလုပ်ချင်တယ်ဆိုရင်တကယ်လို့ကွာမစခဲ့ဘူးဆိုရင်နှောက်နေနေဒီလုပ်ငန်းကိုမစဖြစ်ဘူးအမတို့ဆိုလဲရှိတာနဲ့ပဲစခဲ့ရတယ်ကို့မှာဒါပဲရှိတာဘူးဒါနဲ့ပဲစရမှာဒါနဲ့ပဲစပြီးတော့ဒါလုပ်ငန်းကိုဖိဖိချင်းချဲ့သွားလို့ရတာပေါ့နောက်တစ်ခုပြောပြချင်တာကရင်နေတဲ့သူပေါ့ရင်နေတဲ့သူတွေကဘာလုပ်လို့ရတယ်လဲဆိုရင်အမသိတာလေအမပြောပြတာပေါ့နော်အပေါင်လုပ်ငန်းကစား အပောင်လုပ်ငန်းကကြတော့ तू ကဘယ်လိုဖြစ်လဲဆိုရင်ဥပမာ300ရှိတယ်ဆိုရင် तू ကတစ်လောက်3သိန်းဝင်မယ်3ချက်တုံးဆိုရင်တကယ်လို့က300ပေါ့နော်300လောက်ကိုတုံးနိုင်တယ်ဆိုရင်ဒါ300ဆိုတစ်လောက်15သိန်းသူဝင်မယ်15တဲ့အပောင်လုပ်ငန်းက तू ကရွှေတွေလည်းမရင်းထားရဘူးဟိုမှာဆိုရင်အထက်စိုင်လုံးမယ်ဆိုရင်ဒီအထက်တွေရင်းထားပြီးတော့ရောင်းရချင်တဲ့ချိန်ရောင်းရမယ်မရောင်းရချင်တဲ့မရောင်းရအောင်ဒီငွေတွေကသိဒါအရင်များတဲ့လူကတော့မပါဘူးပေါ့နော်အဲကိစ္စမရှိဘူး ဒါအရင်နဲ့လူအတွက်အဲ့ဒါဆိုရင်ကိုကကြတော့တေချာတာအရင်လောက်ပေါ့ပေါင်လေးကစမယ်ဆိုရင်3500လောက်ဖြုံးနိုင်တယ်ဆိုရင်တစ်လောက်15သိန်းဝင်မယ်15သိန်းဝင်မယ်ဆိုရင်ကိုကတဖြည်းဖြည်းချင်းစုလို့ရတယ်ဥပမာ15သိန်းဆိုရင်ကိုကတစ်လောက်ရွှေနှစ်ပဲသားစုမလားနှစ်ပဲသားစုမယ်ဆိုရင်နှစ်ပဲသားစုပါ ဖယ်ပြီးတော့အဲ့ဒါဆိုရွှေလေးလည်းကိုရပြီကိုကရွှေလောက်ငံပဲကူးဖြစ်နေအောင်အဲ့ဒါဆိုရင်နှစ်ပဲသားရမယ်တလားနှစ်ပဲသားတစ်နှစ်ဆိုရင်သူက24ပဲရမယ်24ပဲဆိုတော့တကြက်ခွဲတကြက်ခွဲဆိုတော့အဲ့ဒီရွှေထည်လေးတွေအသေးအပားထည်လေးတွေကိုစိုက်မှာစပြီးခင်းလို့ရပြီအဲ့ဒါဆိုရင်တဖြည်းဖြည်းချင်းအဲ့ဒါကိုလည်းကိုကပြောင်းသွားလို့ရတယ်ဒါအရင်နေတဲ့လူတွေတွတ်ပေါ့နော်ဒါလေးလောက်ရင်တော့ပိုစင့်တော်တာပေါ့နောက်နှစ်နောက်နှစ်တွေဆိုထပ်ပြီးတော့ရွှေတွေဒါဖြည်းဖြည်းချင်းတူဝါတူဝါရင်ဒါရွှေလောက်ငံလည်းကိုရပါမယ်အပေါင်လောက်ငံလည်းရပါ အဲ့ဒါအဲ့ဒါကြောင့်ကောင်းအရင်ကောင်းတယ်ဒီ idea ဆရာလေးစစလောက်ရမယ်နဲ့တူတယ်။ Okay ဟုတ်ပြီ။ အဲ့အဲ့လိုမျိုးကွာဒီခုနအမှတ်တက်ပြောသွားတာအရင်နေတဲ့တူတွေပေါ့အဲ့အရင်နေတဲ့တူတွေဆိုရင် online အပိုင်းတွေပေါ့ကဲလို့ဒီ online ပိုင်းဟောဘယ်လိုမျိုးလောက်သွားလို့ရလဲပြီးလို့ချင်း online နဲ့ online ကိုဘယ်ဟာရွေးသည့်တယ်လဲပြင်တဲ့ online နဲ့ဆိုရင်မကကြတော့အရင်နေတဲ့လူကကြတော့ online ကိုကိုရွေးရပုံပြီးတော့ကိုတွက်တင့်တော်မယ်တည်တော်မယ်ဘာကြောက်လဲဆိုတော့ online မှာဆိုရင်ဆိုင်ကန်းကားတွေမရှိဘူးအရင်နေတိုက်မလို့နောက်ပြီးတော့ဝန်တန်းစရိုက်တွေလည်းမကုန်ဘူးမကုန်ဘူးအဲ့လိုမျိုးတွေရှိတာပေါ့နောက်ပြီးတော့ဒီဘက်မှာအမျက်ခွန်ပေးတာမှအမျက်ခွန်ကမတူဘူး online နဲ့ဒါကြတော့ကွာတယ်အများကြီး เนาะဘာဖြစ်လို့ဆိုတော့ तू online မှာじゃအရင်ကနဲတာကိုနဲတော့အဲ့လောက်ထိမရှိဘူးအပြင်မှာအများခွန်နေလဲရှိတာပေါ့เนาะအဲ့ဒါအဲ့ချက်တွေလဲရှိတယ်အဲ့ဒါကြောင့်မို့အရင်နဲတဲ့လူကကြတော့ online ရွေးပေါ့ပုံပြီးတင့်တော့တယ်နောက်ပြန်လို့ဆင်အမပြောသလိုပေါ့သူကအရင်ကအများကြီးရင်းသားစရာမလိုဘူးဥပမာကို့မှာတကြက်တာရှိရင်တကြက်တာပေါ့နှစ်ကြက်တာဆိုနှစ်ကြက်တာအဲ့မှာစလို့ရတယ်အထည်လေးတွေပေါ့ကိုကကြတော့သူများကမေးမဲ့ဆိုရင်ကို့မှာလည်းပြလို့ရအောင်ဒါတော့ကိုရင်းထားရင်ရင်းထားပေါ့ဒါလေးကကြတော့သူများကလည်းယုံကြည်မှုက တချို့ကကြည့်ချင်တယ်ပေါ့ဟုတ်ပါရဲ့အဲ့ဒါဆိုအထယ်လေးကိုနည်းနည်းရင်တာရင်တာအဲ့ဒါလေးတွေပြလို့ရတယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့အတိမိတ်ဆွေတွေဆိုင်ပေါ့နော်ဓာတ်ပုံကြိုက်ပေါ့မိတ်ဖွဲ့လားမိတ်ဖွဲ့လားကိုယ့်အတိတွေနောက်ကိုလုံးမယ်ဆိုမှန်မှန်ကန်ကန်လုပ်ပေါ့အဲ့ဒီနာမည်တစ်လုံးရရင်တော့ဒါလောက်စားလို့ရနာမည်ကအဓိကပဲလုံးကတစ်ခုမှလုံးမယ်ဆိုနာမည်တစ်ခုအဓိကပဲကိုကသူများကိုမှန်မှန်ကန်ကန်လုပ်ပေးတယ်ကိုယူရောင်းပေးတယ်မှန်မှန်ပတ်စံပေးတယ်ဘာညာဆိုရင်ဒါကိုတော့ကအရင်များကြမလို့အလောက်ကိုဒါဖိဖိချင်းကိုလောက်ပါလို့ရတယ် နော်ခုနမှတ်တက်ပြောနေတာပေါ့နော်အခုစာလောက်တဲ့တူရအတွက်ပေါ့ပညာတွေဖြည့်ရမယ်ပညာတွေဖြည့်ရမယ်အချိန်တိုင်းအမှားရတာပေါ့နော်ဒီပညာတွေဟာဒီစာလောက်တဲ့တူတွေဘယ်မှာဖြည့်လို့ရလဲပေါ့ပြီးလို့ရှိရင်အခြေခံအနေနဲ့ကဘာတွေဖြည့်ဖို့လိုအပ်လဲပေါ့ဒီရွှေနဲ့ပတ်သက်လို့ပေါ့ပညာတွေဖြည့်လို့ရတာကကြတော့ဒီ online မှာကြည့်ကြည့်ပေါ့နော်ကိုယ်နဲ့တင့်တော်တဲ့ဆရာရွှေနဲ့ပတ်သက်တယ်ဆိုရင်ရွှေနဲ့ပတ်သက်တာပေါ့အဲဒီကိုရွေးချယ်ပေါ့ကိုယ်နဲ့ဆိုရင်ဘလို့ဘယ်ဆရာကကိုယ်နဲ့တင့်တော်မလဲအဲ့ဒါကိုရွေးချယ်ပေါ့ဆရာတွေကအများကြီးရှိတယ်အဲ့ဒီမှာရွေးချယ်ပြီးတက်ပေါ့ဘာကြောင့်တက်ခိုင်းလဲဆိုတော့ဒါကကြတော့ ဒါအရင်နေတဲ့သူတွေကိုပုံပြီးတော့ပေးတက်စေချင်တာကအထီးကိုင်းနင်းနာမှာစိုးလို့အာအမားတို့ဆိုလည်းထိခဲ့တာပဲဒီအပေါင်မှာဆိုရင်လည်းအမားတို့ထတ်ထဲနေထိတယ်ဥပမာတောင်းကြတာအပေါင်ခန့်နေဆိုရင်အမားတို့ကတကြက်တာကောက်လာပဲပြန်မရအောင်ဒါတော့လူသိနေလို့ပြန်လိုက်တာနှစ်ကြက်တာဘူးပဲပြန်ရတယ်တကြက်တာကိုမရအောင်အခုခင်းငွေနဲ့ဆိုအများကြီးခဲလို့အရင်နေတဲ့လူတွေအတွက်အများကြီးနင်းနာမှာစိုးလို့အမားကဒီပညာတွေဖြည့်ထားပေါ့ရင်းနေတဲ့လူကပို့ပြီးတော့ပညာကိုဖြည့်ထား အဲ့ဒါကြောင့်အမအကြံပေးတာကြံပေးရအာအပညာဖြည့်တာရင်ကို့မှာဆိုရင်ထိရင်လေကိုကသေးသေးလေးပဲထိမယ်ဆိုရင်ကို့တက်မနစ်နာဘူးတကယ်လို့ကိုကပညာတွေမဖြည့်တာပဲနဲ့ဘာမှမသိပဲလက်ခံလာရင်ထိခဲထိပါတာပေါ့ဒီထက်ထက်တခုထိသွားလဲဆိုတော့မနည်းဘူးခုခဲငွေတက်မှုနဲ့ဆိုရင်အများကြီးခိကနစ်နာမှာဆိုလို့အမတို့ကဒါပညာဖြည့်ထားပါဆိုပြီးအမကအနေနဲ့ပြောနေတာအဲပညာဖြည့်ဖို့ဆိုတာလည်းအမမှမှတင်တန်းတက်ခိုင်းတာမဟုတ်ဘူးလိုင်းပေါ်မှာတင်တန်းဆရာလည်းအများကြီးရှိတယ်ကိုနဲ့တင့်တော်တဲ့ဆရာကိုလေးလာလေးလာပြီးကိုနဲ့ကြိုက်မယ်ဆိုရင်အဆင်ပြေတယ်ဆိုတော့အဲ့မှာတက် အဲ့ဒီပညာလည်းဖြည့် online ပိုင်းမှာဟောဗားလေးများဖြည့်ဖို့လိုအပ်လဲပေါ့ online ပိုင်းမှာကကြတော့ပေါ့နော်ဒါဖောက်မဲ့လူတွေပေါ့ဖောက်မဲ့သူတွေကဘာဟိုဖောက်တင်လဲဆိုရင်ဒါအမပြောပြပေးတာပေါ့တည်တဲ့လောက်ပြောပြပေးတာအဲ့မှဆိုကိုယ့်ကိုလူတွေကတွေ့နေရမယ်ဒီ online ပိုင်းစလုံးမဲ့သူတွေကကိုကဘာပဲဖြစ်ဖြစ်ဗီဒီယိုလေးတွေပဲဖြစ်ဖြစ်တင်ပေးနေရမှာကိုယ့်ကိုသူများတွေ့နေရတွေ့ရင်မြင်မှာများရင်ကိုယ့်ကိုကြိုက်လာမှာပေါ့တိုင်းမဲ့ယုံမဲ့ဝဲလာမှာပေါ့အဲ့လိုအဆင့်တွေလာမှာပေါ့အဲ့ဒါကြောင့်မကိုကိုတွေ့နေဖို့အရင်ဆုံးဖောက်အောင် personal branding ဆိုတာအရင်ဆုံးဖောက်ထားရမယ် online ကလူတွေကလူသိများလေကိုယ့်လုပ်ငန်းအောင်မြင်လေပဲအဲ့ဒါကြောင့်မို့ personal branding ကိုလည်းဖောက်ရမယ်ဒီလူတွေကနောက်တစ်ခုကကြတော့ personal branding ပဲဖောက်နေလို့မရဘူးကိုကကြတော့ရွှေလုပ်ငန်းရောင်းနေတဲ့လူဖြစ်တဲ့အတွက် marketing လည်းလုပ်ရပြီးတော့ရရင်လည်းပေါ့ကိုယ့်ပစ္စည်းလေးတွေကင်ပြီးတော့ပြတာပဲဖြစ်ဖြစ်ဒါတနည်းအားဖြင့် marketing ပဲကိုယ့်ပစ္စည်းလေးပြဆိုသူများမြင်နေတာပေါ့အမြင်နေဆိုရင်ဒီဒီလိုမျိုးအပိုင်းလေးတွေလည်းကိုယ်သွားရမှာပေါ့ ဒီ online ပိုင်းဓမ္မလေးอ่ะအတရားနေစရမှာအတဆိုင်ဒီ online address ဆိုရင်တော့ဒီ branding ရယ် marketing ပိုင်းဆိုပြီးတော့မှလေ့လာတင်ယူမှုလောက်အောင်ပါเนาะဟုတ်တယ်ဟုတ်တယ်အာဒီ online ပိုင်းလာလို့ရှိရင်ဒါမဖြစ်မနေတင်ယူရမယ့်အပိုင်းအာခုနကဆိုရင် online ပဲနေနေ online မှာပဲနေနေအာဆရာတော်ကခုနမတက်ပြောရတဲ့အရာတွေပါနေဆိုတော့ဒီရွှေပညာတွေပေါ့နော်ဒီအပောင်းလေးပါနေညာတွေအစုံပေါ့နော်အထိခိုက်မခံရအောင်ပေါ့နော်ပြီးလို့ရှိရင်ကိုလှုပ်လို့ရှိရင်တော့တကယ်လို့အထိခိုက်လာလို့ရှိရင်လည်းပဲအရင်အဆုံးချုပ်မှုမဖြစ်ရအောင်ဆိုပြီးကြိုတင်ကာကွယ်တဲ့အနေနဲ့အဲ့ဒါဒီအပညာကြီးဟို အတတားတည်ရပေါ့ဒါမှတန်ကြီးအကြံပေးလိုက်တယ်ပေါ့နော်ကဲဒါဆိုရင်တော့ဒီဗီဒီယိုကနေကြည့်ရှုတဲ့သူတွေတော်တော်များရကြမှာပါရမယ်လို့ဆရာအနေပြီးယုံကြည်တယ်အခုဆရာဗားရရလိုက်လဲဆိုတော့အခုမှတ်တမ်းနဲ့စကားပြောလာတဲ့တခြားလုံးမှဆိုရင်ရွှေလုံငန်းကိုအရင်နေနေနဲ့စလို့ရတယ်စလို့ရှိရင်တော့ရွှေဆိုင်တခါတည်းစကြမလို့အပေါင်းလုံငန်းအနေစလို့ရတယ်ပြီးလို့ရှိရင်အဲ့ဒီအပေါင်းလုံငန်းစခြင်းလို့ဆိုရင်တော့အပေါင်းနဲ့ပတ်သက်တဲ့ပညာတွေကိုအရင်လေးလာသိတယ်ဆိုရတယ်ဆရာသိလိုက်ရတာပေါ့နော်ဆရာလည်းဒီအချွေအယောင်းဝင်တဲ့ပတ်သက်တာလို့ဆိုရင်တော့ဟိုစိတ်ဝင်စားတဲ့အရင်ကတည်းကပေါ့နော်မှတ်တမ်းနဲ့တော့မှ ပြောပြောသေးတယ်ဆိုင်ခွဲလို့ရင်ပြောရှယ်ယာတွေဝင်မဲ့ပိုင်းတဲ့ကပြောသေးတယ်ပေါ့နော်အဲဆိုတော့ပေါ်စီကြီးကောက်ကိုဖွင့်နိုင်လားဆရာပေါ်စီလက်ခံလိုက်ပြီโอเคဟုတ်ပြီအဲ့ဒါဆိုရင်တော့ဆရာတို့ဒီနေ့ဆွေးနွေးသွားတာကိုဒီကြည့်ရှုတူရဲ့အတော့ကအရင် အကျိုးရှိမယ်လို့ဆရာယုံတယ်ပြီးလို့ရှိရင်တကယ်လို့အခုပြောရတဲ့ BO လေးတွေအချက်လက်တွေဒီကိုအတွက်စိတ်ဝင်စားရရှိတဲ့ဒါမှမဟုတ်မေးမြန်းစရာရှိလို့ရှိရင်ဒီ comment အောက်မှာလည်းရေးလာပေးလို့ရပါဒီနေ့အတွက်တော့ဒီအမတ်တက်ကိုလည်းကျေးဇူးတင်တယ် AP အကောင်လုံးပေါ့နော် like နဲ့ကြည့်ရှုတဲ့သူတွေအတွက်ကိုလည်းပဲကျေးဇူးတင်ပါတယ်ဒီနေ့အတွက်တော့ bye bye အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက် business talk show ဘာတွေနဲ့ပြောသွားမှာလဲပြီးရင်ဘယ်သူတွေနဲ့ပြန်ပြီးတော့မှပြောအောင်မလဲဆိုတာ follow လုပ်ကြရအောင်နော် okay ကျေးဇူးတင်ပါတယ်ခင်ဗျာ